ကမာရီရောက်ခိုးနန်းလိုက်လို့လကားစားပါငငတက်ကြီးလာဆိုရဲနည်းနည်းလှအောင်လို့ညကြီးထုတ်လာတာကရှစ်ယောက်လာလို့နေလို့နေလို့နေမသိဘူးသဲလေးမိတ်ကဆရာလေးဘယ်လိုလုပ်လို့လဲမသိဘူးမမကြည့်လိုက်ဘူးသူတို့ယုံလိုက်တာတဲလေးမိတ်ကဆရာတို့တော့နဲ့နကန်းနဲ့နှစ်တန်းနေနေတယ်ဟင်းတကြည့်လောက်နည်းနည်းနှွဲသွားတာပဲစပင်းအရှိန်နဲ့ဒီချာဟာဟာလေးဘယ်လိုတော့ဖြစ်သွားမှမသိဘူး ဘာကြီးအားကြီးနေကြီးတော့စိတ်လှရှားသွားတယ်လှရှားသွားတယ်အားနေကကိုချင်းစားလိုက်တာလားလေဝင်းခံစားလိုက်တာဟုတ်မဲဝင်းတော့ခံစားလိုက်သေးတယ်အဟောဘုကောင်းလိုက်တာမိမနာဘူးတွေပါမှာတန်ရလောက်ရတယ်ကျွန်တော် ခေးဆက်သွင်းနေတွေ့ရကားပြီးတက်လာခွဲလောက်ထိကျွန်တော်မပြောက်တော့အဲ့လိုအနာဖြစ်သွားတယ်အတန်ရပြောက်အောင်မနေပြန်လောက်ရအကျွန်တော်မိမကိုပြောပြတော့သူနေတိုင်းအာဘွားတွေပြီးတော့ပျောက်သွားတာ။ချောက်ပြောနေတာဘာအထင်ကြီးအောင်လို့။သူကသူ့လို့နဲ့သူကိုနားတော့မကောက်ဘူး။ ုနကချင်းတကောင်မလေးလည်းမကက်ရဘူးအဓိပ္ပာယ်မရှိဘူးဒီနေ့ဒါရိုက်တာကိုစတီရိုက်ခဲ့လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်9နှစ်လောက်ကလာ၄နှစ်လောက်နှစ်တော်မှမမိတော့ဘူးတင်တုံသားဆိုတဲ့ကားပေါ့အဲ့ကားအတွက်ပွဲလာတက်ပေးတာပေါ့ကိုစတီနဲ့ကတော့ကိုစတီပထမဆုံးဒါရိုက်တာလိုင်စင်ရတဲ့ကားပေါ့လေရုပ်ရှင်ကားကြီးပေါ့ရုပ်ရှင်ကားကြီးအာကျွန်တော်ခိုးဆိုးလူနိုင်မာတွေကစပြီးလက်တွဲပြစ်ခဲ့တယ်အဲ့ဒီကလည်းညီကိုလိုပဲပေါ့အရင်သူ ရုပ်ရှင်မှာရုပ်ရှင်ရဲ့မန်နေဂျာလုတ်ခဲ့စင်တွေကလည်းသူ့မှာလည်းအဲ့လိုအိမ်မက်တွေရှိတယ်ပြီးတော့သူဇလန်လေးဆိုလို့ရှိရင်ဟိုတုန်းကလည်းအဲ့လိုဥညိထွန်းနေတို့ရဲ့ကားတွေမှာဆရာကြီးတွန်းနေနောက်တွန်းနေမှာတွေကသူ့ဇလန်လေးတွေသူပေးတယ်ပေါ့အဲ့ဒီကသူကဒီ talent ရှိတဲ့သူတယောက်ပေါ့သူဆိုရင်ရုပ်ရှင်မန်နေဂျာပေါ့ရိုက်ခွင်းမန်နေဂျာစီစဉ်သူပေါ့အဲ့လိုဘွားနေပြီးတော့ဒါရိုက်တာတယောက်ဖြစ်ဖို့ဆိုတာတကယ်တော့တော်တော်ပေါင်းကူရတာမလွယ်ဘူးလေမတကယ် line ချင်းမဆိုင်ဘူးမတူဘူး တို့ကြတော့ business ဘိုင်းနဲ့ management ဘိုင်းကိုတာဝန်ယူရတဲ့သူတွေအော်တကယ်တကယ်ရုပ်ရှင်ကြတော့အနုပညာလုပ်ကို artist ကိုပေါ်ပြရတာဆိုတော့သူငကိုတည်းကဒီအနုပညာစိတ်ရှိလို့ဒါဒီဘက်ကိုကူလာလို့ရတာပေါ့အဲ့ခိုးစလုံးနဲ့ရိုက်မယ်ဆိုတော့လည်းသူကအာကိုကလိုင်းကျွန်တော်လာလေးရိုက်ချင်တယ်ဆိုပြီးတော့ပြောကြတော့ကျွန်တော်တို့ကဖြစ်ပါစေဆိုရယ်ကိုမိတ်ဆွေတယောက်ဖြစ်ပါစေပဲစိတ်နဲ့ကျွန်တော်တို့မြင့်မြတ်တို့ထွန်းထွန်းတို့အပြစ်မိပဲနဲ့ကိုဝိုင်းဝန်းပြီးလုပ်ခဲ့ကြလုပ်ခဲ့ကြတဲ့အချိန်မှာ ဖြစ်စင်တော့ပထမတော့ producer တွေကရှိရပြီးတော့ကြ producer တွေကမရှိတော့ပြန်ဘူးမရှိတော့ကဲကွာဆိုလည်းကိုယ့်ကိုချစားမယ်ကွာဆိုပြီးတော့လှုပ်ကြတဲ့အချိန်မှာပဲမိုးရုပ်ရှင်ထုတ်လို့ပေါ့မိုးဟေးကွာနေပြီးတော့မိုးဟေးကလည်းသူ့ manager ဖြစ်နေတဲ့ခါကျတော့ကဲကိုစီအဲ့လိုဝင်ဖြစ်နေဆိုရင်မိုးတို့လည်းဝင်ကူမယ်ဆိုပြီးတော့ writer steep ဖြစ်စီတည်းပေါ့အဲခိုးဆိုလူနိုင်ကတော့ကျွန်တော်တို့လည်းအောင်မြင်ခဲ့တယ်ကျွန်တော်တို့လည်းခင်လိုက်ဆွဲဇာယုကနေပြီးတော့ဟို action ဇာယုတစ်ခုကိုပြည်သက်အနေနဲ့မြင်ခဲ့တယ်ပေါ့နော်တို့ဒီ covid မဖြစ်ခင်လည်းကသူရည်ရွယ်ထားတာ အဲ့တုန်းကကျွန်တော်နေရာကကိုကျော်သူလုံးမယ်အာကိုကျွန်တော်ကျွန်တော်နေရဲ့နေရာကျွန်တော်လုံးမယ်ပေါ့အဲ့လိုဆိုပြီးတော့ယူခဲ့ကြတယ်အကြောင်းကြောင်းကြောင်းမရေဖြစ်ကြဘဲနဲ့ဒီကိုဗစ်ကြီးမှလုံးဝကျွန်တော်တို့ရန်နာသွားကြတယ်ပြီးတော့ရုပ်ရှင်တွေရက်သွားကြအချိန်မှာမရေဖြစ်တော့ဘဲနဲ့ပထမရုပ်ရှင်ဆိုပြီးတော့နောက်ကျတော့ကိုကနိုင်းကသူစိတ်တိတ်ရှော့လိုက်တယ်ဇလန်တော့ပဲရိုက်လိုက်တော့မယ်ကိုကနိုင်းဆိုတော့အဲ့အချိန်မှာအဲကျွန်တော်ကအဲ့ ဒီနေရာကိုရောက်သွားပြီးတော့ကျွန်တော်နေရာကိုနေရင်းနဲ့ရိုက်မယ်ဆိုပြီးတော့ဇလန်တွဲဆိုတော့ weight တွေ short လိုက်တဲ့သဘောမျိုးပေါ့ဆိုပြီးတော့ဒါနဲ့တကယ်တကယ်ရိုက်မယ်ဆိုတော့ကျတော့ဇလန်တွဲဆိုနေအကြီးဖြစ်တော့တော့အဲ့မှာအဲညီထုတ်ခေါင်းတို့ဆိုကြပါစို့အာအဲ့မှာအများကြီးပါလာတော့ပေါ့ခိုင်နှင်းဝင်တို့စိုးပြစ်သစင်တို့တဲလစ်တို့လည်းပါလာတော့ဇန်ရပြန်ကြီးသွားပြန်တော့အကြီးသွားတော့အဲဗီဒီယိုရုပ်ရှင်ဆိုလို့ရှိရင်လည်းတူသွားရင်လည်းဘာနှမျောစရာကြီးဇက်ကဇက်တအားကောင်းတော့အဲ့တော့ဇလန်တွဲဆိုတော့ပြပြပွားကြည့်လို့ရတယ် ဇက်အိမ်ရုပ်ရှင်ဆိုလို့ရှိရင်ကျွန်တော်တနင်္ဂနွေ90ပေါ့အများဆုံးပေးနိုင်ဇလန်တွက်ကျတော့အများကြီးပြလို့ရတယ်ဆိုရင်ဇလန်တွက်လုတ်ခဲ့ကြတာပေါ့အဲ့တုန်းကကျွန်တော်တို့အများကြီးကြိုးစားခဲ့ကြတယ်အဲကျွန်တော်ကအဲ့တုန်းကဒီကိုဗစ်ကာလတစ်ဆောက်လုံးမှာကာမရိုက်တော့သပင်အရှိန်နဲ့ပြေချာဟာလေးဒီမှာအပေါ့ဒီဘယ်လိုတော့ဖြစ်သွားမှန်းမသိဘူးဘာကြီးအားကြီးနေကြီးတော့ဆိတ်လျှောက်ရှားသွားတယ်ဆိတ်လျှောက်ရှားသွားတယ်အဲ့နေကကိုချင်းစားလိုက်တာလားလေ မဲဝင်းတော်ခန်းစားလိုက်သေးတယ်အံဟုတ်ကောင်းလိုက်တာမိမနာဘူးတွေသမင်းရှိသမင်းရှိဤနဲ့ရိုက်တယ်ရိုက်ပြီးတော့သမင်းအားလည်းရှိနေအောင်မညက်ချင်ဆိုတော့ကိုကလိုက်မညက်နဲ့ကိုကလိုက်သမင်းအဲ့ဒီဇာကာရိုက်တာနဲ့လိုက်တယ်ဆိုတော့အဲ့ဒါရိုက်ပြီးတော့ကျွန်တော်ဒီပါးမှာဒဏ်ရာလောက်ရတယ်ကျွန်တော်ခေးဆက်သွင်းနေတွေ့ရပါးမှာဒဏ်ရာလောက်တော့ပါးဆီလီကွန်ဒဏ်ရာကနေတိုင်းလောက်ရတော့ကျွန်တော်အဲ့ဒါကားပြီးတလခွဲလောက်ထိကျွန်တော်မပြောက်တော့ဘူးအဲ့လိုအနာဖြစ်သွားတယ်အဲ့ဒါအမှတ်တရပေါ့ဆီလီကွန်လောင်သွားတာပေါ့ဆီလီကွန်က ထည့်ရတော့တကယ်ဓာခုတ်ယာကြီးလို့ပြောဖြစ်အောင်လှုပ်ထားတာဆိုတော့လေအဲ့ဒါကြီးကနေတိုင်းလုံးတော့ကျွန်တော်အဲ့ဒါတလလောက်ကာရိုက်ပြီးတလလောက်တလခွဲလောက်ထိထင်တယ်ကျွန်တော်အံရကြံခဲ့တယ်အံရပြောက်အောင်မနေပြန်တော့အကျွန်တော်မိမောက်ပြောပြတော့နေတိုင်းအာဘွားတွေပြီးတော့ပျောက်သွားတာစပင်အတုမဟုတ်ဘူးအစစ်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 ဖျားစုအစစ်အများကြီးထောင်းတာတော့မမသိဘူးဟုတ်တယ်အဲအဲ့တော့အရင်တော့ဆိုရင်ကလိုင်စပင်းရှိထားရင်ဒီအပေါ်ပဲရှိထားတာလေဒီကိုဗစ်ကာလမှာကျတော့ လုံးဝမညက်တော့ဘဲနဲ့ဘေးတွေပါအကုန်ရှည်ထားလိုက်တော့အဲ့လိုမျိုးစပင်းနဲ့တောင်းတော့မမြင်ဘူးဖြစ်နေရုပ်တန်ဇလံလေးတခုရိုက်သေးတယ်အဲ့ဒါအဲ့ဒါဟိုပါပေါ့ဟေးပလီယာပြပြီးသွားပြီအဲ့အဲ့မှာတော့လည်းစပင်းအရှင်နဲ့ပဲနောက်တစ်ခုသုံးကားရိုက်ဖူးတယ်အဲ့ဒီစပင်းနဲ့နောက်တစ်ခုကကျတော့ဟိုတလောလေးရပြသွားဆူတောင်းသားဆိုကျွန်တော်ထိုက်တာပေါ့အဲ့ဒါအဲ့စပင်းကကျတော့ဒီကားပြီးတော့မှအဲ့ဒီဆူတောင်းသားရိုက်တော့ကျွန်တော်ဇက်ဝင်ငန်းထဲမှာကျွန်တော်ကထောင်အတွက်ဆိုတော့စပင်းညှက်လိုက်ရတယ်မမေ့ရအဲ့စပင်းကအဲ့ကားမှာညှက်လိုက်ရတာဆူတောင်းသားဆိုတဲ့ကားမှာညှက်လိုက်ရတာအခုလောက်ဆိုရင်မန်ထိုင်း တော်တော်ရှည်နေပြီဆိုရင်တော့ဖြတ်ရအောင်တော်တော်ရတော့ရှောက်ပြောနေတာဗာအထင်ကြီးအောင်လို့သူကသူ့လို့နဲ့သူကိုနားတော့မကပ်ဘူးကိုနားကချင်တဲ့ကောင်မလေးလည်းမကပ်ရဘူးအဓိပ္ပာယ်မရှိဘူးဟာသူကထင်သေးသလိုတည်းလို့ကြီးရတော့မကောင်းဘူးအခုပြန်ထားမှာအဲ့လိုစပင်မြေရောပြန်ထားမှာပြန်ထားမှာဆိုတော့ဒီစပေါ်လွင်ကိုရှည်ထားလိုက်မယ်အပေါ်လွင်ဒီလောက်လောက်ရောက်ပြီဆိုလို့ရှိရင်ဘေးတွေလိုက်ထားလိုက်ရင်မသိတာတော့ဘူးလေอืมပြီးရင်စပင်ကျွတ်တွေဝယ်တဲ့လူတွေကြီးရောက်လာတယ်ချစ်စရာလေးပါရဲ့တရားကြည့်ပါဦးဟာ ဘဲမဟုတ်သွား against her ကန်စာနေရနေရကြတော့တပတ်နောက်ဒီကားမှာမနေဘူးဟိုသူသူကသူကလည်းအဲ့လိုမျိုးဟိုတော်သူအိမ်တော်နဲ့နေတာအဲသူဆိုးပြင်းနေသူနဲ့ကလင်မယားဆိုးပြင်းကနားမကြောက်ဘူးဒီနေ့ဖြစ်စင်တော့နေရကလည်းမန္တလေးမှာသွားပြီးတော့တတူးသွားထိုးတယ်အဲရန်ကုန်မှာမရှိဘူးတဲလေးကကြတော့ဆိုးပြေပွဲသွားတက်နေတယ်ဆိုးပြေကကြတော့သူ့ပွဲရှိလို့ဆိုဒီကိုမနိုင်ဘူးဘက်တရီဘက်တရီများတယ်ဒီကားလုံးကသူနဲ့ကိုနေအဲ့လို မထင်မပဲယံသူဖြစ်သွားတော့သူလူကြတကားမှအဲ့လိုမျိုးတာဘတာဘတော့စုံမရဘူးပထမဦးဆုံးတာမိတာဘတော့စုံနဲ့ဟောကိုယ်ပဲကမရီကခိုးနန်းလိုက်လို့ဘာဖြစ်နေလဲဟမ်အဲ့သူ့သူ့လိုမပြောချင်လို့ငါကစားပါငါတက်ကြည့်လာဆိုရဲ့နည်းနည်းလောက်အောင်လို့ကြည့်ထုတ်လာတော့ငါမရှိအောင်လာလို့ မေးမသိဘူးသဲလေးမိတ်ကဆရာလေးဘယ်လိုလုပ်လို့လဲမသိဘူးမမကြည့်လိုက်ဘူးသူတို့ယုံလိုက်တာသေးလေးမိတ်ကဆရာလေးသရုံးနဲ့နှကန်းနဲ့နှကန်းနေနေတယ်ဟဲ့တကြည့်လောက်နည်းနည်းနှွေးသွားတာပဲတင်နှုံးသားကတော့သပင်ရဆိုင်မှာရှိတယ်ကားနာမည်ကတင်နှုံးသားဒီကားထဲမှာဟိုကအာနေရဲကသပင်ညက်ဆရာ ဒီမှာအများကြီးပဲအဲ့မှာမိုးညိုတို့ပါဝင်လဲပါသေးတယ်အဲ့ဒါဒီဆောင်တယ်လည်းအများကြီးပါတယ်ဒီကကကိုစီးရဲ့ထူးခြားတဲ့ကားတကားလို့ပြောမယ်သူကဟာတာရိုက်ခဲ့တယ်လေသူက action made တဲ့ action driver action နဲ့ company နဲ့တွေ့ရတဲ့ကားလေးကိုစီးလည်းအရင်အားထည့်ထားတယ်ကျွန်တော်လည်းဒီကားလေးကိုအားရဒါနဲ့ကြာနေရပါတော့ကြာနေသူလည်းအကြောင်းကြောင်းကြောင့်သူအဲ့လိုပဲဟိုသူကလည်းတိုင်ပတ်နေရတဲ့ဒီကဟိုဟိုကုမ္ပဏီကပြမလို့ဒီကုမ္ပဏီကပြမလို့နဲ့ဖြစ်နေကြာနေပါတော့အခုအခုတော့ပြပြပြီဆိုဝင်တာပါတော့ ကျွန်တော်အားလုံးကြိုးစားထားတယ်ကျွန်တော်အားလုံးကြိုးစားထားကြဒါရိုက်တာနဲ့စာပြီးပေါင်းနေသစ်ဆောင်နဲ့အားလုံးကြိုးစားထားတယ်တင်တုံးသားဆိုရယ်ကားလေးဇာကနာမည်လေးဆန်းတယ်လို့ဇာလန်းလေးလည်းဆန်းပါတယ်ဒီကနေ့မှပေါင်းရတဲ့ကျွန်တော်ပေါင်းရင်သစ်ဆောင်နဲ့အားလုံးချောကြပါတယ်အဲ့အတွက်အားပေးကြပါအောင်ရှင်ရှင်နဲ့တူတူ